ူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ1ရက်နေ့ညပိုင်းမှာတင်ပြပြီးမဲ့ Radio NUG စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီးရီးသတင်းနေဖြင့်စစ်မှုထမ်းတပ်သားတက်တွေကိုစစ်တပ်ကလူသားတိုင်းအဖြစ်သုံးနေတဲ့အတွက်ရတဲ့နီးနဲ့တော်လိုင်းအင်အားစုနဲ့ပူးပေါင်းဖို့ NUG ပြောခွင့်ရဥနေဖုံးလက်တိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ်အာနာသိန်းစစ်တပ်ဟာ အရမစူဆောင်းထားတဲ့စစ်မှုတန်းတပ်သားတစ်တွေကိုလူသားတိုင်းအဖြစ်ထားပြီးရှေ့တန်းကနေအသေးခံခိုင်းနေတဲ့အတွက်စစ်မှုတန်းတပ်သားတစ်တွေအနေနဲ့ရတဲ့ဤတုံပြီးတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းကြဖို့မျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။မျိုးသားညီညွတ်ရေးအစိုးရကပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်ဒီနေ့အော်တိုဘာလ၁ရက်နေ့မှာပြုလုပ်ခဲ့ရမှာဦးနေဖုံးလက်ကအခုလိုတိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာလက်တလောဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့စစ်သားတွေရဲ့အခြေအနေကိုထည့်သွင်းပြောကြားခဲ့ပြီးစစ်မှုထမ်းတပ်သားတွေပြည်သူ့ဘက်ပူးပေါင်းလာဖို့တိုက်တွန်းပြောဆိုလာတာဖြစ်ပါတယ်။ဖန်စီယာမီတဲ့စစ်တုံးမှန်းတွေဟာအသီးစိတ်ကင်းမဲ့တဲ့အထိမူရစ်စေဝါတုံးဆွဲထားကြသူတွေပါဝင်နေတာတွေ့ရတယ်လို့ဥနေဖုံးလက်ကရှင်းပြထားပါတယ်။ဒါကြောင့်အရမစစ်သားစုဆောင်းခံကြရသူတွေအနေနဲ့မူရစ်စေးဆွဲပြီးရှေ့တန်းမှာအသက်အသေးခံတဲ့အထိမမိုက်မဲဖို့ ရရာနီးနဲ့တော်လိုင်းအင်အားစုတွေစီမံပူးပေါင်းကြဖို့အတိပေးထားပါတယ်။ကချင်၊ကရင်နဲ့ရခိုင်အပါအဝင်တော်လိုင်းအင်အားစုတွေစီမံအလင်းဝင်ကြတဲ့စစ်ကောင်စီတပ်သားတွေနဲ့တော်လိုင်းအင်အားစုတွေဖမ်းမိခဲ့တဲ့စစ်တုံးမန်းတွေရဲ့ထွက်ဆိုချက်တွေမှာလည်းစစ်တပ်ဟာစစ်မှုထမ်းတပ်သားတက်တွေကိုရှေ့တန်းစစ်မြေပြင်မှာအသေးခံတိုက်ခိုင်းနေတာစစ်တပ်အရာရှိတွေအပါအဝင်စစ်သားတွေမူရစ်စေးတုံးပြီးစစ်တိုက်နေရတယ်လို့လည်းပြောကြားထားတာရှိပါတယ်။ ဥနေဖုံးလက်ဒီနေ့ပြောကြားတဲ့သတင်းစကားပြောကြားမှုအစီအစဉ်မှာဗမောက်တိုက်ပွဲအောင်မြင်မှုနဲ့ပတ်သက်ပြီးဂုံပြူချောင်းပြောကြားခဲ့သလိုအဲ့ဒီတိုက်ပွဲမှာမြင့်မြတ်စွာကြာဆုံးခဲ့တဲ့ရဲဘော်6ဦးကိုဥညွတ်အလေးပြုတဲ့အကြောင်းနဲ့ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ရဲဘော်တွေအ мян ဆုံးတက်တာပျောက်ကင်းကြစေဖို့ဆုတောင်းပေးထားပါတယ်။ဒါအပြင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကုလသမဂ္ဂမှာဆက်ရှိနေရင်းဝိုင်းဝန်းတောင်းဆိုပေးခဲ့ကြတဲ့ပြည်တွင်းပြည်ပကပြည်သူလူထုကိုလည်းကျေးဇူးတင်တဲ့အကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။ ုလသမဂ္ဂလူနေရမှာလူလူထောက်ခံတဲ့တန်အမတ်ကြီးဦးကျော်မိုးထွန်းမြန်မာနိုင်ငံကိုကိုစားပြုရှိနေခြင်းဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအတွက်အလွန်အရေးကြီးတဲ့အကြောင်းနဲ့မြန်မာပြည်မှာဖြစ်ပျက်နေတာတွေနဲ့မြန်မာပြည်သူတွေရဲ့အတန်းအခုအတိုင်းဆက်လက်ပြီးကြားသိစေဖို့တန်အမတ်ကြီးဦးကျော်မိုးထွန်းရဲ့ကိုစားပြု권ကိုဆက်လက်ထောက်ခံပေးကြဖို့လဲတိုက်တွန်းပြောကြားခဲ့ပါတယ်ခင်ဗျာအစွန်းရောက်စစ်သွေးကြွအကြမ်းဖက် ARSA အဖွဲ့က ဖန်စီတက်ဖြတ်ပြီးစွန့်ပစ်ထားတဲ့အရခပြည်သူတွေရဲ့ရုပ်အလောင်းတွေတွေ့ထားတယ်လို့ AA ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။အစွန်းရောက်စစ်သွေးကြွအကြမ်းဖက် ARSA အဖွဲ့ကဖန်စီတက်ဖြတ်ပြီးစွန့်ပစ်ထားတဲ့အရခပြည်သူတွေရဲ့ရုပ်အလောင်းတွေတွေ့ရှိထားတယ်လို့ရခိုင်တပ်တော် AA ကဒီနေ့အော်တိုဘာလ၁ရက်မှာထုတ်ဖော်ပြောကြားလိုက်ပါတယ်။ရခိုင်တပ်တော်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေမောင်နှောနယ်စပ်မှာလုံခြုံရေးဆောင်ရွက်နေချိန်စက်တင်ဘာလ၂၈ရက်နေ့က ောင်နှောင်းမြို့နယ်အထက်အင်းချောင်းရွာအနောက်မြောက်ဘက်မီတာ980ခန့်အကွာမှာရှိတဲ့ငပြောတော်အုပ်စုထဲမှာအယိုးစုတွေသာကြံတော့တဲ့ရုပ်အလောင်း6လောင်းတွေ့ရှိခဲ့တာနဲ့ပတ်သက်လို့အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။အစွန်းရောက်စစ်သွေးကြွအကြမ်းဖက် ARSA အဖွဲ့ဟာအခုစက်တင်ဘာလအတွင်းမှာမောင်နှောင်းမြို့နယ်မြောက်ပိုင်းနေဆက်မှတ်တိုင်း56နဲ့59ကြားက0.6ရာတိဂုံးမှာရှိတဲ့အရခတ်တက်တော်နေဆက်လုံညုံရေးတပ်စခန်းနဲ့ ဒုံညိုရွာအနီးမှာရှိတဲ့ဒုံညိုစခန်းကိုတင်ပိုက်ဖို့ဆိုတဲ့ရည်မှန်းချက်နဲ့သူတို့အခြေစိုက်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကနေညီမျိုးစုံနဲ့စိတ်ဝင်ထိုးဖောက်ဝင်ရောက်လာခဲ့ကြတယ်လို့ဆိုပါတယ်။ဒီအကြမ်းဖက် ARSA အဖွဲ့ဟာအာရခတက်တော်ရဲ့လုံညိုရေးစခန်းနှစ်ခုကိုတင်ဖို့စ조사နေချိန်မှာစခန်းနှစ်ခုကိုသွားတဲ့လမ်းတစ်လျှောက်မွတ်စလင်မဟုတ်တဲ့ရဲသားပြည်သူတွေကိုနှုတ်ပိတ်တဲ့အနေနဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်ပြီးအလောင်းတွေကိုလူပြတ်တဲ့နေရာသို့မဟုတ်လူရောက်နေတဲ့နေရာတွေမှာစွန့်ပစ်ခဲ့ကြတာလို့ အေးအေးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီကာလအတွင်းမှာပဲရက်ရွာတွေဘက်ကလည်းအေးအေးရက်ဖက်အုပ်ချုပ်ရေးအဖွဲ့တွေကိုလူပြောက်တိုင်တန်းလာခဲ့တာ၁၀ဦးရှိခဲ့တယ်လို့သိရပါတယ်။အခုတွေ့ရှိတဲ့ရုပ်အလောင်းတွေဟာမိမိတို့ရဲ့လုံခြုံရေးစခန်းနှစ်ခုကိုတိုက်ခိုက်ဖို့လာတဲ့စစ်သွေးကြွအကြမ်းဖက် ARSA အဖွဲ့ဝင်တွေရဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာကိုခံလိုက်ရတဲ့မောင်နှောနယ်ဆက်တမန်းသားရွာနဲ့ဒုံညိုရွာကပျောက်ဆုံးနေတဲ့ရွာသားတွေတဲက6ဦးရဲ့ရုပ်အလောင်းတွေဖြစ်နိုင်တယ်လို့အေအေကခန့်မှန်းထားပါတယ်။ အလောင်းတွေတွေ့ရတဲ့နေရာဟာစူထိုင်းမှုလွန်ခဲ့တာနဲ့စနစ်တကျမမြုပ်နှံပဲစွန့်ပစ်ထားခဲ့တာကြောင့်အလောင်းတွေဟာအေးပျော်ပြီးအယိုးတွေသာကျန်တော့တဲ့အတွက်မှုကင်းစေးပညာဝန်ထမ်းတွေနဲ့အတူလူပြောက်တိုင်ထားတဲ့မိသားစုဝင်တွေပူးပေါင်းပြီးဘယ်သူတွေဖြစ်တယ်ဆိုတာခွဲခြားလေ့လာနေတယ်လို့လည်းအသိပေးထားပါတယ်။အာရကတက်တော်အနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ဝင်ပြေးသွားတဲ့စစ်သွေးကြွအကြမ်းဖက် ARSA အဖွဲ့ဝင်တွေနဲ့ပတ်သက်လို့နေဆက်ရေးရာတန်တမာရေးအရာ နေဆက်ဖြတ်ကျော်ရှင်းလင်းဖို့ခက်ခဲပေမဲ့ အာရခဒေတာအတွင်ထွက်ပြေးနေတဲ့ ARSA အဖွဲ့ဝင်တွေကိုလိုက်လံရှင်းလင်းနေပြီးဒေတာတွင်အကြမ်းဖက်အန္တရာယ်ကင်းဝေးစေဖို့နဲ့ပြည်သူလုံခြုံရေးအတွက်ဆက်လက်ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အစွန်းရောက်စစ်သွေးကြွအကြမ်းဖက် ARSA RSO လက်နက်ကိုင်အဖွဲ့ဝင်တွေအာရခဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေတာနေအပြစ်မဲ့အာရခမိဘပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုချိမ်းချောက်နေတဲ့အတွက်နယ်စပ်မှာရှိတဲ့မိဘပြည်သူတွေအနေနဲ့ဒေါတောင်တွေထဲနဲ့လူပြတ်တဲ့နေရာတွေကိုသွားမယ်ဆိုရင် တူတဲ့ဒါမှမဟုတ်လူနည်းစုနဲ့သွာလာတာတွေအတက်နိုင်ဆုံးမလုပ်ကြဖို့ကျမ်းမာရေးကိစ္စအပါအဝင်မဖြစ်မနေသွားရမယ့်အရေးကြီးကိစ္စတွေရှိရင်အရခပြည်သူတော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးနဲ့လူမျိုးရေးတပ်ဖွဲ့ဝင်တွေကိုသတင်းပေးဖို့ပြီးမှသွာလာကြဖို့ရခိုင်တပ်တော် AA ကထပ်ပြီးတရီပေးထားပါရခင်ဗျာယခုနောက်ဆုံးစစ်ရေးသတင်းအနေဖြင့်လူမိုက်တွေလုံုံရင်းယူထားတဲ့မြောက်ဥကလာ20ရက်ကွက်အုပ်ချုပ်ရေးမှုယုံကို ပြင်းအားမြင့်မိုင်းအပါဝင်လက်ပစ်ဘုံနဲ့တိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။ရန်ကုန်တိုင်းမြောက်ဥကလာပမြို့နယ်တဲကလူမိုက်တွေလုံခြုံရေးယူထားတဲ့22ရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုပြင်းအားမြင့်မိုင်းအပါဝင်လက်ပစ်ဘုံနဲ့တိုက်ခိုက်ခဲ့တာမှာစစ်အုပ်စုဘက်ကထိခိုက်မှုတွေရှိတယ်လို့တော်လိုင်းရေးအဖွဲ့တွေက ပြောပါတယ်။မနေ့စက်တင်ဘာလ30ရက်နေ့ည10:50မိနစ်မှာအဲ့ဒီရုံးကိုပြင်းအားမြင့်မိုင်းတစ်လုံးလက်ပစ်ဘုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အကျန်းဖက်စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှုရုံးက အုတ်ကြီးနဲ့လူမိုက်အဖွဲ့ဟာအဲ့ဒီရုံးမှာစစ်တပ်ကလုံမဲ့တရားမဝင်ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေလုပ်နေတာလူငယ်တွေကိုပေါ်တာဆွဲပြီးစစ်မှုထမ်းဖို့လုပ်နေတဲ့ရောင်းစားတဲ့လူကုန်ကူးမှုတွေလုပ်နေတာကြောင့်တိုက်ခိုက်ခဲ့ရတာလို့တော်လိုင်းအဖွဲ့တွေကရှင်းပြထားပါတယ်တော်လိုင်းအဖွဲ့တွေဟာပြစ်မှတ်ကိုထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်စစ်အုပ်စုဘက်ကထိခိုက်မှုရှိပြီးတိတိကျကျသိရအောင်ဆက်လက်စုံစမ်းနေတယ်လို့လည်းအတည်ပြုထားပါတယ်ဒီတိုက်ခိုက်မှုကိုရန်ကုန်အာမီ YA နဲ့ အနောက်ပိုင်းခရိုင်ပကဖားတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်တပ်နဲ့ပတ်သက်တဲ့ပြစ်မှတ်တွေအကြမ်းဖက်စစ်တပ်ကလုံမဲ့တရားမဝင်ရွေးကောက်ပွဲအတွက်ပါဝင်လုက္ကိုင်းနေသူတွေကိုပြင်းပြင်းထန်ထန်ဆက်လက်တိုက်ခိုက်သွားမယ်လို့တော်လိုင်းအဖွဲ့တွေကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Video NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ thank you